ဟိုမြစ်တာပို့တဲ့ခါကျတော့အောက်ရက်နဲ့ထပ်ဝန်းကျင်ဆိုပြီးတော့ဟိုပို့တော့ငရဲသားတွေစီကိုကြတော့ဘယ်လိုရောက်မလဲဗျာမြစ်တာမင်းကဆရာတော်ဗျာကြီးအဲ့ဒါတော်တော်တည်တည်ချာချာရှင်းပြတာနော်ဆရာတော်ကြီးကတော့ဒီလိုအောက်ရက်နိုင်ရှိသောအနန္တဆက်ကြဝလာအနန္တတတဝါတို့အပေဘုံသားအနန္တတတဝါတို့ဒီလိုမျိုးပြောတာနော်ဘုံမုံတို့ဒီမြေကြီးပေါ့အခုဘုံမုံတို့မြေကြီးရှိရဲ့အဲ့ဒီမြေကြီးကယူဇနာ2သိန်း4တောင်းဆိုတော့ မိုင်ပေါင်း2သိန်း၄တောင်းကိုဒါ10တဲ့ထက်မြောက်ပေါ့ဗျာအဲ့လောက်မိုင်ရှိတယ်ရှိတဲ့အခါကျတော့အခုဘုံဘုံတို့မြေကြီးလွာနေအဲ့ဒီအောက်ကိုသွားလိုက်တဲ့အခါကျတော့ယူဇနာတတောင်းခွဲမိုင်တသိန်းခွဲအကွာမှာပထမဆုံးတင်းသေးပါငရဲရှိမြေကြီးအောင်မြေကြီးထဲမှာပဲပါအဲ့တင်းသေးပါငရဲကဒီလိုမျိုးငရဲဒီလိုအိုးကြီးကြီးလာအဲ့ဆိုတော့ကအဲ့ဒီတင်းသေးပါငရဲရဲ့ ဘေးမှာငရေပေါက်ကြီး၄ပေါက်ရှိတယ်ဂိတ်ကြီးပေါ့အဲ့ဂိတ်ကြီး၄ဂိတ်ရဲ့အပြင်ဘက်မှာတကိတ်တကိတ်မှာငရေငယ်ပေါ့ဩဒရငရေလို့ခေါ်တယ်ငါးခုငါးခုတည်ရှိတယ်ရှေ့ဘက်ကလည်းငါးခုနောက်ဘက်ကလည်းငါးခုငရေတစ်ခုတစ်ခုခံစားရတဲ့နှုံပေါ့လေပင်ပင်မှန်းသင်ရတဲ့ဟာလေနဲ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 တက်တက်တက်တာပြီးပေါ်တက်လာဒါကြောင့်လူတွေနဲ့တရန်နဲ့ဒီငရေတွေရှိမမြင်နိုင်လို့လေမမြင်နိုင်လို့ဘယ်ဘုရားယဟန္တာတွေ၄ဘတ်တကူရတဲ့ပုံစံမြင်နေပြဘယ်နှမ်းမှာငရေတွေဘလို့ရှိတယ် အဲ့ဒါပထမငရဲ1000ွယ်အဲ့ဒီအောက်မှာ1000ွယ်1000ွယ်1000ွယ်ချားချားလိုက်တဲ့ကယူသနာ3200ရောက်သွားပြီဆိုရင်အဲ့ဒါအဝေးစင်းငရဲကျမဝေးစင်းငရဲရဲ့အောက်မှာငရဲမရှိဘဲနဲ့နောက်ထပ်ရေကြီးက3200ထူလေးအဲ့ဒါတန်မြေကြီးတန်မြေကြီးရှိတယ်အဲ့ဒါအောက်ရဲ့နိုင်ရှိတော့အပေပုံသားလို့ပြောလိုက်တာနဲ့မြေကြီးတဲကိုညှုတ်ပြီးအောင်ပြုလိုက်ငရဲသားတွေကိုပါပါကျမပါဗျာတော့ဘောလာမလို့နော်ဟုတ်ပါအဲ့ဒါဥမှဘုံဘုံတို့ထပ်ပြီးတော့ ဖောက်အောက်ရဲ့နိုင်ရှိသောအပေပုံတာအနန္တသัจ java လာအဲ့ဒါကြတော့ဒီငရေငရေပုံတွေကဖောက်ပြီးတော့ဘုံဘုံတို့ကဘာကြီးရှိတယ်လေကဘာကြီးတဲ့ကဘာကြီးကိုဘုံတို့ဟိုကကြည့်လိုက်တော့အဲ space ရှိတဲ့မှာထည့်လိုက်တယ်ပါဗျာ university ထဲထည့်လိုက်တဲ့ကယူနီဗာစီတီမှာဒီလိုမျိုးကဘာတွေအများကြီးရှိတယ်ပါဗျာအဲ့တခြားကဘာတွေမှာလည်းတက်ရှိတယ်ရှိတယ်လေဒါကြောင့်အဲ့လိုစัจ java လာတစ်ခုတိဆောက်တဲ့ကနေတလုံးအနေနဲ့ရှင်ဘက်ခုတို့ဘုံတို့ဒါတွေရှိမယ်အခုလို့ကဘာမြေကြီးလို့ရှိမယ် အဲ့ဒါမျိုးဒီဆောက်ပုံတွေကတော့အကြံပြင်းအဖြစ်တူတယ်တဲ့အဲ့ solar system တစ်ခုပါတဲ့ပြည်သူနဲ့ universe တစ်ခုကိုတကဘာလို့ယူတာတဲ့မှာအဲ့လိုကဘာတသိန်းအဲ့ဒါမြတ်စွာဘုရားရှင်အာနာသက်ပြန့်နှံ့တဲ့ခါကဘာတသောင်းဘုရားဖွားတဲ့အခါတောထွက်တဲ့ခါဘုရားဖြစ်တဲ့ခါငရင်လောက်တာအဲ့အဲ့ဒီသူ echoic ကအလံဖြစ်သွားတာပေါ့နော်အဲ့ကဘာတသိန်းရဲ့အပြင်ဘက်အနန္တရှိသေးတယ်ကြည့်လိုက်လေ glassy wave milky wave wave ကြီးတွေအများကြီးလေအဲ့ wave တွေကလည်းတခုတခုအင်အားကြီးတဲ့ဟာအင်အားကြီးတဲ့ဟာအင်အားငယ်တဲ့ဟာလှဲ့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 တဲ့ဆက်အသင်းသားကြီးလည်းအနန္တာတဲ့ကိုထွက်ကြဘုံအဲ့ဒါကြောင့်မေတ္တာဖို့လို့ဆိုအနန္တသက်ကြောလားဆိုတော့ねအာဂတာတဲ့ကိုအာရုံကြီးပို့လိုက်တယ်အဲ့မှာကိုကိုရဲ့မေတ္တာဓာတ်ကအဲ့ဒီအာဂတာတဲ့ကိုဖြန့်ချလိုက်ပြီးဆိုတော့အာရုံပြလိုက်တာဒါနဲ့ပဲအားကျင်တော့ဒါကြောင့်အခုဒီမှာအောက်ရနိုင်ရှိတော့အပေပုံသားဆိုတာဒီမြေကြီးထဲမှာပဲရှိနေတယ် အဲ့ဒါကိုထိုးပေါက်ပြီးအနန္တတက်ကြဝလာဆိုတော့အောက်မှာကိုကဘာရဲ့အောက်မှာနောက်ထပ်ဆက်ကြောက်လာတယ်အများကြီးရှိနေတယ်။ကိုရဲ့ကဘာအထက်မှာလည်းဆက်ကြောက်လာတယ်အများကြီးရှိနေတယ်။ဘေးမှာလည်းအများကြီးရှိနေတယ်။အဲ့လိုကြမ္မတန်မြေတတက်ကအတပိုင်းအချားမရှိဘူး။ပြန်ထွက်သွားတယ်။ဖြတ်နိုင်လားဆိုတော့ဒီပြီးတော့အဲ့လောက်ဆွမ်းအားရှိလားဆိုတော့ကိုဆွမ်းအားရှိတယ်လို့ပြန်မှာဟုတ်လား။ပြန်ပါဗျာ။မေတ္တာဆွမ်းရှိတဲ့ပုံကိုလည်းကြဆွမ်းအားရှိတာပေါ့။မေတ္တာဆွမ်းနေရင်တော့နေသလောက်ပဲပြန်မှာပေါ့။အဲဒါကတော့ကိုရဲ့ power ပုံမှာမူတည်ပြီးတော့ energy ပေါ်မှာတီးပြီးတော့ပြန့်နှံ့နေနှုံးကွာတယ်တို့တော့ကိုကဘာမှအပိုင်းချမထားပါနဲ့အကုန်လုံးကိုအေးချမ်းစေခြင်းနဲ့ဘေးကင်းစေခြင်းနဲ့ဆိုတဲ့မေတ္တာတက်အင်အားကြီးသွားဖို့အဓိကရောက်တာမရောက်တာလေးပြန့်နှံ့မပြန့်နှံ့လေးအဲ့ဒါကြီးတော့ယူ focus လုပ်ဖို့ပြကိုစိတ်ထဲမှာအငြိမ့်တက်သတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့စိတ်ဆွမ်းအားတွေအမှန်တကယ်ရှိလားဆိုတဲ့ဟာကိုပဲ focus လုပ်ပါနော်ပြန်ပါနားလဲပါနားလဲနော်နားလဲပါကျေးဇူးပါ